ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဘက်ရဲ့တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio ဟောမှာပြည်သူတိုင်းတိုင်းဘုံဝင်လေးဟုတ်ကဲ့ဒီကစီမှာကြောင်းလားဒီရောဟဲ့ဟဲ့ဘုံတော့ဘာလဲ ဒီကနေ့မှာတော့သအေယာရီသတင်းဌာနမှာဖော်ပြထားတဲ့ထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်းတွေကုံတော့မယ်ဆိုတဲ့သတင်းစောင်းမကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကရင်မျိုးသားစီအောင် KNU တပ်မခွန်ကဂျမန်နဲ့နှောင်းပိုင်းနဲ့အခုနှစ်တွင်ထိုင်းမြန်မာနယ်စပ်ရှိစစ်စခန်းတွေကိုတခုချင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဖန်ခရိုင်ပိုင်ကြုံမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိ ပူလူတူ မော်ဖာတူ တာလဲမဲလာခလေဒီတခေါပီခွီမဖိုးကီစကန်းတို့ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်အဲ့နော်တက်မာ6ကလည်းမီလာကစပြီးမြရီအပေါ်ပရှိစစ်စကန်းတွေကိုတိမ့်ပိုက်ခဲ့ပြန်ပါတယ်အစင်လိုက်ဆိုရပါကမေလ23ရက်မှာဘလဲတို့တက်စကန်းမေလ28ရက်မှာကနယ်လီတက်စကန်းမေလ29ရက်မှာ ရွှေရင်မြိုင်ဝါမိထတက်စကန်းမေလ30ရက်မနက်စောပိုင်းမှာဘရင်နောင်တက်စကန်း နေ့လယ်မှာမော်ခိတက်စကန်နဲ့ဇွန်လ3ရက်နေ့မှာတိဘောဘူစကန်တွေကိုတင်ပိုက်ခဲ့ပါတယ်။ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL နဲ့ပူပေါင်းတက်တွေအနေနဲ့တက်မာ6နင်းမြေအတွင်းရှိစစ်ကောင်စီတက်စကန်6ခုကိုစတိရအတွင်တင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အေပီလာအတွင်းကစပြီးတက်မာ6နင်းမြေကော့ဂရိတ်ဘက်မှ KNL နဲ့ပူပေါင်းတက်တွေကမျိုးသိမ်းတိုက်ပွဲဆင်နွှဲဖို့ရည်ရွယ်ပြီးစစ်ကောင်စီတက်တွေနဲ့စစ်ကြောင်းကိုရင်ဆိုင်ထိန်းချုပ်ထားခဲ့ရပါတယ်။ အဲ့ဒီအနေထားမှာထိုင်းမြန်မာနယ်စပ်ဝေါ်လီဒေသမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဖက်တာပိတ်ဆိုတိုက်ခိုက်ခံနေရတဲ့ကော်ဂရိတ်ကအာယုံဆိုင်နေတဲ့စစ်ကောင်စီကိုဗျူဟာကြကြနောက်ကျောကနေဝင်ရိုက်တယ်လို့တိုက်ခိုက်သိမ်းမိုက်ခဲ့ခြင်းလို့လည်းဆိုနိုင်ပါတယ်။အဲ့ဒီဒေသအတွက်စစ်ကောင်စီနေနဲ့စစ်ကူပေးပို့ရန်မလွယ်ပါဘူး။အောင်စရာစစ်ကူစစ်ကြောင်းဒေါနာတောင်ကိုမကြော်နိုင်ခြင်းကြောင့်လည်းအခုလိုတိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီအတွက်အယုတ်ကျိုးပြတ်သလိုဖြစ်စေခဲ့ပါတယ်။ KNU တပ်မချောင်းနေမီဒေါနာတောင်အရှိဘတ်ထိုင်းမြန်မာနယ်စပ်ရှိအဆိုပါစခန်းသိမ်းတိုက်ပွဲတွေကိုပြန်လည်လေ့လာကြည့်မိပါတယ်။ KNL နဲ့ပူပေါင်းတပ်တွေကမေလ20ရက်နေ့မှာမော်ကီကိုစတင်တိုက်ခိုက်ခဲ့ပြီးမေလ21ရက်မှာကနယ်လီစခန်းတေဘောဘူစခန်းနဲ့ဗလဲဒူစခန်းစုစုပေါင်းစစ်ကောင်စီစခန်း၄ခုကိုတပြိုင်တည်းထပ်မံတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်။ပူပေါင်းတပ်တွေအနေနဲ့ သူတို့ဘက်ကအားသာတဲ့ drone တွေကိုအသုံးပြုပြီးစတင်တိုက်ခိုက်နေကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေပစ်ခတ်ခုခံခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကသူတို့တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့လေကြောင်းပစ်ကူကိုအဆမတန်ရယူပြီးတပ်စခန်းတွေကိုလက်မလွတ်ရရေးအသေးအံခုခံနေခဲ့ပေမဲ့အသေးအံခုခံနေခဲ့ပါတယ်။ဒါပေမဲ့လုံးဝလက်မလွတ်ရတဲ့အနေအထားအထိခုခံနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်းတွေ့ရပါတယ်။အဲ့လိုအပြန်အလှန်တိုက်ခိုက်ရင် KNL နဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ပြီး၃ရက်ကြာမေလ23ရက်နေ့မှာဗလဲတို့စခန်းကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ဗလဲတို့စခန်းကလက်တလောတိုက်ခိုက်ပြီးတဲ့စခန်းတွေနဲ့မြရီမျိုးနဲ့အနီးဆုံးစခန်းဖြစ်ပါတယ်။စခန်းမှာတက်မလီလီကွက်ကွဲမှုအောက်ရှိ ခမရတစ်တုံညာလေးနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အခြေပြုပြီးစခန်းထိန်းတာဝန်ယူထားတာဖြစ်ပါတယ်။ဗလဲတို့ကြည့်ရရှိ ပင်မခြေကုတ်တက်စကန်ဖျားကုန်းရှိကာကင်းစကန်နဲ့ရွာထိပ်ရှိကာကင်းစကန်နဲ့ရှိတာကြောင့်စုစုပေါင်းစကန်၃ခုရှိပါတယ်။ဒါပေမဲ့တိုက်ခိုက်ခံရခြင်းအပြန့်အလန့်အထောက်ကူပေးခုခံနိုင်ခြင်းမရှိဘဲစုတ်ခွာထွက်ပြေးခဲ့ကြတာကိုတွေ့ရပါတယ်။စကန်သိန်းတိုက်ပွဲတွင်စစ်ကောင်စီဘက်က20ဦးခန့်တိုက်ဆုံခဲ့ပြီး30ဦးကျော်စစ်တုံးမှန်းအဖြစ်အဖမ်းခံခဲ့ရပါတယ်။ကြံစစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးကတောင်ရင်မြစ်ကိုဖျက်ကူးပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။ဗလဲရူစကန်မှာစောက်ခွာထွက်ပြေးခဲ့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကရင်နယ်ကြားဆောင်တဲ့ BGI ရဲ့ထိန်းချုပ်မှုရောက်ရှိနေဆက်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်မှတဆင့်ထိုင်းဘက်ကပြန်ပို့ခဲ့ပါတယ်။အဲ့နောက်သူတို့ကိုခလာရ2.5အတွင်းပို့ဆောင်ပြီးအသင့်စုဖွဲ့ထားရှိခဲ့ပါတယ်။ဗလဲရူစကန်ကိုတိုင်ပိုက်ပြီးတဲ့နောက် KNL နဲ့ပူပေါင်းတပ်တွေကမေလ28ရက်မှာကနေလီတက်စကန်ကိုထပ်မံတိုင်ပိုက်ခဲ့ပြန်ပါတယ်။ ကနယ်လေးဆက်ကမှာရတခကွယ်ကွယ်မှုအောင်ကြာရင်စိတ်ကြီးအခြေဆိုင်ခလာရ3နှစ်နဲ့တန်ဖြူစရိုက်အခြေဆိုင်အမှတ်3နှစ်5အမြောက်တက်ရင်အမတ်တ3နှစ်5တို့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခြေပြုပြီးစခန်းထိန်တာဝန်ယူထားတာဖြစ်ပါတယ်စခန်းထိန်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ပြန်ပါတယ်အမြောက်စခန်းဖြစ်တာကြောင့်စခန်းထိန်တိုက်ပွဲတွင်စစ်ကောင်စီတပ်သုံး120မမစိန်ပြောင်းလက်နက်ကြီးတွေကိုပါ တော်လင်ဟိဘက်ကတိမ့်ပိုက်ရရှိခဲ့ပါတယ်အဲ့ဒီမှာပဲတိဘဖို့စကန်တိုက်ခိုက်ခံရတာကြောင့်စစ်ကူဖြစ်လာတယ်စစ်ကောင်စီစစ်ကြောင်းကို KNL နဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချိန်မုံခဲ့ပြန်ပါတယ်တိဘဖို့စကန်ကိုစစ်ကူပေးဖို့အတွက်ဘောလီဗျူဟာစကန်မှာဆီလွတ်လိုက်တဲ့စစ်ကောင်စီရဲ့ခမရ999စစ်ကြောင်းမှာတပ်ဖွဲ့ဝင်60ကျော်ပါဝင်ပါတယ်အဲ့ဒီစစ်ကြောင်းကကြိုတင်စောင့်ကြိုတိုက်ခိုက်မှုမခံရရေးအတွက်ထိုင်းနိုင်ငံပိုင်နယ်အတွင်းမှာတဆင့် ဝင်ရောက်ဖြတ်တန်းခဲ့ပါတယ်။မေလ26ရက်ညပိုင်းတွင်အလစ်အငိုက်ယူပြီးထိုင်းနိုင်ငံဘက်ကတက်ခဲကထိုင်းနယ်ခြားစောင့်တက်တက်စကန်းရှိရာမူဂျာကျွာဘက်ကိုတရားမဝင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီစစ်ကူစစ်ကြောင်းကမြန်မာနယ်နိမိတ်တွင် ပြန်ဝင်ပြီးနောက်မေလ28ရက်မှာစုံစည်းမြိုင်အနီးမှာပူပေါင်းတပ်တွေရဲ့ဂျားဖြတ်တက်ခတ်ခဲ့ခြင်းကိုခံရပါတယ်။တပ်ဖွဲ့ဝင်20ကျော်ကထိုင်းဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။စုံစည်းမြိုင်ရှိ DKB ဌာနချုပ်အကူအညီနဲ့လကောက် နေဆက်ရှိ BGH ရဲ့အထောက်ပံ့နဲ့၎င်းစစ်ကူလိုက်နိုင်မယ်လို့ယူဆခဲ့ပေမယ့်စစ်ကူစစ်ကြောင်းကပူပေါင်းတပ်တွေရဲ့ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခံရပြီးစစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားပါတယ်။အဲ့လိုကြားဖြတ်တိုက်ခိုက်ပြီးနောက်တရမှာ KNL နဲ့ပူပေါင်းတပ်တွေကရွှေရည်မြိုင်ဝါမိထတပ်စခန်းကိုထပ်မံသိမ်းပိုက်လိုက်ပြန်ပါတယ်။ဝါမိထစခန်းကထိုင်းမြန်မာနယ်စပ်ဝေါ်လီဒေသရှိစစ်ကောင်စီစခန်းတွေကို အနိကကုတ်ကဲနေတဲ့စကခ73 နီးဗျူအာနှဥက္ကဋ္ဌစကန်ရဲ့ကကင်းစကန်လို့ဆိုနိုင်ပါတယ်။စကခ73နဲ့ကုကဲမှုအောက်ရှိတပ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခြေပြုနေတဲ့နေရာလေးဖြစ်ပါတယ်။ဘာမီတာစကန်က DKVA ဌာနချုပ်စုံစည်းမြိုင်နဲ့စစ်ကောင်စီရဲ့ဥက္ကဋ္ဌစကန်အကြားမှာတရှိတဲ့ကကင်းစကန်ဖြစ်ပါတယ်။ဝမ်မီတာကိုတိမ့်ပိုက်လိုက်ခြင်းကဥက္ကဋ္ဌစကန်အတွက်လုံုံရဲ့အထောက်အကူပြုတဲ့နေရာတစ်ခုကိုကြိုတင်ချေမှုန်းလိုက်ခြင်းဖြစ်ပါတယ်။အဲ့နော် ဇက်တိုက်ဆိုသလိုပဲမေလ30ရက်မနက်ပိုင်းမှာဘရင်တော်တပ်စခန်းနဲ့နေ့လယ်ပိုင်းမှာမော်ခိတပ်စခန်းတွေကို KNL နဲ့ပူးပေါင်းတပ်တွေကတင်ပိုက်ခဲ့ပါတယ်။စတိုက်ပြီးနိုင်ပိုင်းတွင်တင်ပိုက်နိုင်ခဲ့တဲ့ဘရင်တော်စခန်းမှာစကခ73ကိုကဲမှုအောင်တနင်္သာရီတိုင်းကရာသူရီမြို့အခြေဆိုင်ခမရ999တရင်ရဲ့စစ်ကြောင်းနှစ်ကအခြေပြုပြီးစခန်းထင်းတာဝန်ယူထားပါတယ်။အဲ့နော်ဆက်ရက်လောက်ပိတ်ဆို့တက်ခတ်ခဲ့ရတဲ့မော်ခိစခန်းက ခမရငါငါတက်ရင်ရဲ့စစ်ကြောင်းတက်ကအခြေပြုပြီးစကန်းထိုင်နေခြင်းဖြစ်ပါတယ်။တနေ့တည်းမှာပဲတက်ရင်တရင်ရဲ့ခြေတန်းစစ်ကြောင်းနှစ်ခုစလုံးခန့်စစ်စကန်းနေရာတွေကိုစစ်ကောင်စီဘက်ကလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။အဲဒီစကန်းတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံးကြီးပါထိုင်းနိုင်ငံဘက်ကစုတ်ခွာထွက်ပြေးခဲ့ကြပါတယ်။နောက်ထပ်၄ရက်ကြာဇွန်လ၃ရက်မှာတိဘဘုတ်ကို KNL နဲ့ပူပေါင်းတပ်တွေကတင်ပိုက်လိုက်ပြန်ပါတယ်။ဂျာတာခကွယ်မှုအောင်ကြာရင်စိတ်ကြီးခြေဆိုင်ခလိုက်ရ၃နှစ်နဲ့စကခ13က အင်အားတွေစုပေါင်းအခြေပြုပြီးစကန်ထိတ်တာဝန်ယူထားတာဖြစ်ပါတယ်အဲ့လို KNL နဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကတပ်မ6တွင်ရှိစစ်ကောင်စီတပ်စခန်း6ခုကို7ရက်အတွင်းသိမ်းပိုက်ပြီးနောက်ဘောလီဒေသမှာနီးပြူဟာအဆင့်ကိုကဲမှုစခန်းဘောလီလက်အောက်ခံထိကပ်ပလဲနဲ့ဥက္ကဋ္ဌစခန်းတွေသာကျန်ရှိတော့ပါတယ်စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့မော်ခီနဲ့ကနဲလီစခန်းတို့မှာဘောလီနဲ့ထိကပ်ပလဲစခန်းကြားအရှိတ်ဘတ်တွင်ရှိပြီးဘောလီစခန်းကို ရင်မောင်တန်းပုံစံကာထားတဲ့စခန်းတွေဖြစ်ပါတယ်။အဲဒီစခန်းတွေကျသွားတဲ့အတွက်ဘောလီရောတိကပ်ပလေအတွက်ပါ အထောက်ကူစခန်းတွေဆုံးရှုံးသွားခြင်းဖြစ်ပါတယ်။အရှိဘအစွန်းဆုံးအဖြစ်ကြံ့နေခဲ့တဲ့တိကပ်ပလေအတွက်ပို့ပြီးအထောက်ကူမဲ့အထူးကြံစခန်းတစ်ခုဖြစ်သွားစေခဲ့ပါတယ်။နီးပြအစဉ်ကိုကဲမှုဖြစ်တဲ့ဘောလီအတွက်အနည်းဆုံးစခန်းအနေနဲ့ဥက္ကဋ္ဌစခန်းတစ်ခုသာကြံ့ပြီးအဲဒီစခန်းကိုလည်းပူအောင်တက်တွေကပိတ်ဆို့ဖျက်ထောက်ထားကြောင်းသိရပါတယ်။တကယ်တမ်းဆိုရရင်ဘောလီဒေသရှိ က်ခန်းတွေက BGA အဖွဲ့အပါအဝင်စစ်ကောင်စီနဲ့အပြစ်ခတ်ရစေရေး NCA ထိုးထားတဲ့အခြားလက်နက်ကိုင်အဖွဲ့တွေကြောင့်သာဆက်ပြီးရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။ KNL နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကအခုလိုဖိအားပေးတိုက်ခိုက်လာခြင်းအခြားလက်နက်ကိုင်အဖွဲ့တွေကလည်းစစ်ကောင်စီဘက်ကချက်ကူမလိုက်ပေးခြင်းတွေဆောင်ရွက်ပါကဝေါ်လီဒေတာတီမကြမီစစ်ကောင်စီကင်းစင်သွားနိုင်ပါတယ်။စစ်ကောင်စီကတက်မာ6နေမြမှာစက္ကန်းတွေလက်လွတ်ခဲ့ရပြီးနောက်မြရီအခြေဆိုင်ခလာရ1.5 အတွင်းစုဖွဲ့မှုတွေဆောင်ရွက်ခဲ့ပါတယ်။စကန်အတီတီမှာ ထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးခဲ့သူတွေနဲ့မြရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား900လောက်ကိုပြန်လည်စုစည်းခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီအင်အားတွေကတပ်မလေးလေးတပ်မမှုကွက်ကဲမှုနဲ့ဟောလီဒေတာကိုစစ်ကူလိုက်မယ်လို့ယူဆခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုမဟုတ်ပဲ2024ခုနှစ်အပိလကဆုံးရှုံးခဲ့တဲ့တင်ကန်းညင်အောင်ဘက်ကိုခြေကုပ်ပြန်ဖို့ထိုးစစ်ပြန်ဆင်ရေးပြင်ဆင်နေကြောင်းတွေ့ရပါတယ်။အဲဒါကြောင့်မီလာ31ရက်နေ့ညပိုင်းမှာ KNL နဲ့ပူးပေါင်းတပ်တွေကတင်ငန်းညင်အောင်ဘက်ကိုဥတီလာတဲ့အဲ့ဒီစစ်ကြောင်းကိုပိတ်ဆို့တိုက်ခတ်ခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားချိန်မှာတက်မလေးလေးတက်မမူအစီအစဉ်နဲ့ခလာရနှစ်ခွန်ကပြစ်ကူပေးခဲ့တာဖြစ်ပါတယ်အဲ့လိုပြစ်ကူပေးတာကြောင့်ခလာရနှစ်ခွန်ကတိုက်ရင်းဌာနချုပ်နေရာကိုပူးပေါင်းတပ်တွေကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မေလ31ရက်နေ့ညကမြရီမှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်တဲ့တဲ့ရင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ် စစ်ရှုံးနေတဲ့စစ်ကောင်စီအကွက်တွေကထူးဆန်းလာပါတယ်။ဘောလီဒေသမှာအထောက်ကူစခန်းတွေကျသွားတာကြောင့်အချိန်မီလက်လွတ်ရနိုင်တဲ့ဘောလီနီးပြူအားစခန်းအပါဝင် လက်ကျန်စခန်းတွေကိုလက်မလွတ်ရရင်အချိန်မီစစ်ကူလိုက်ရမယ်အစားသူတို့ရဲ့တပ်ဖွဲ့ဝင်တွေမရှိတော့တဲ့တင်ငန်းညီနောင်ကို ပြန်လည်ရယူဖို့စစ်ကောင်စီတပ်ကကြိုးပမ်းနေပါတယ်။လောက်တပ်ဖွဲ့ဝင်တွေကိုကဲတင်ဖို့အတွက်စစ်ကူလိုက်ဖို့ထက်နိုင်ငံတော်အဆင့်စစ်ကူစီမံချက် အောင်စရာစစ်ကြောင်းအတွက် တင်ငန်းကြီးနောင်နေရာကိုပြန်ယူပြီးတိတ်ခါဆဲဖို့ကြိုးစားနေပါတယ်။များမကြမီတင်ငန်းကြီးနောင်ဘက်ဥတီတဲ့စစ်ကြောင်းဖျော်ဖျက်ဖြစ်တဲ့သတင်းတွေနဲ့စစ်ကောင်စီဘက်ကလက်ကြံစကားနဲ့ထပ်ပြီးလက်လွတ်ရတဲ့သတင်းတွေကိုကြားရပွဲရှိနေပါတယ်။နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းဆောင်မတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။ပြည်သူ့ရေဒီယိုတန်ရီကိုနားဆင်ရပြည်သူ့ရဲ့တီကရှေးစမ်းမယ် Hear the Radio, the Radio, oh my.